အခုနောက်ပိုင်းဂျပန် region အကောင့်တွေမှာပေါ့နော်အခုအများဆုံးဖြစ်နေတာကျွန်တော်စီမတာစပက်လာလောက်တာတွေပေါ့ကျွန်တော်ပြောပြခြင်းအဲ့ဘာလဲဆိုတော့ကျွန်တော်တို့အဗီဒီယိုတွေတင်တဲ့အခါမှာဘလူတွေဖြစ်လဲဆိုတော့သူကတလားကိုပေါ့နော်ကျွန်တော်တို့ qualifying view ဆိုတာအရေးချင်းမပြည့်မီတဲ့ view မျိုးဗီဒီယို၅ဘုတ်အထိ၅ဘုတ်ပြည့်သွားပြီတလားထဲမှာ၅ဘုတ်ဆို monetization ပြန်ကြပါတယ်အဲ့တော့မိမိဗီဒီယိုတွေကိုကျွန်တော်တို့တင်တဲ့အခါ monetization တလားထဲမှာ ီ quarter final view ၄ချိန်ထပ်ပို့မထိပါသေးနဲ့၄ချိန်ထပ်ပို့ထိသွားပြီ၅ချိန်ပြည့်သွားပြီဆိုရင်ကျွန်တော်တို့အဲ့ monetization ကကျသွားပါတယ်ကျွန်တော်စီကအကောင့်ဝယ်တဲ့ဒီလေးတွေကိုလည်းကျွန်တော်ရှင်းပြရပါတော့ဒါပေမဲ့သူတို့ကအော်ဒါကိုသတိမထားပြီးမကြပါအဲ့အဲ့လိုမျိုး quarter final view ဖြစ် monetization ပြန်ကျသွားကြောက်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကိုဖြတ်လိုက်တာအဲ့ကျွန်တော်တို့ဒီ monetization မအောင်သေးခင်မှာဗီဒီယိုတွေက အဲဒီလိုဖျက်လိုက်တာပြဿနာမရှိပါမယ်ကျွန်တော် monetization အောင်ပြီးွားပြီဆိုအဲ့လိုဖြစ်တဲ့အချိန်မှာဗီဒီယိုတွေကိုဖျက်လိုက်လို့ရှင်ပြဿနာကပိုကြီးွားဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုတွေကိုအကြောင်းပြချက်ကျွန်တော်ကတက်တော်တင်ရမယ်ပြောရမှာပေါ့နော်အဲ့ဟိုဒါဒီဗီဒီယိုကြည့်နေညီလေးဆိုလို့ရှိရင်လည်းဟိုတက်လက်စားတယ်ပြောလဲသူ့ကိုလည်းပြောထားရပေါ့နော်ကြံတဲ့လူတွေသိအောင်ပြောပြဗီဒီယိုကသူ့ဗီဒီယိုတစ်ပုဒ်က view အများနဲ့ view အများတက်နေတော့အဲ့ဒါကို ားရဝမ်းသာတယ်ကျွန်တော်လာပြောဒါပေမဲ့အဲ့ဒီဗီဒီယိုကကျွန်တော်နောက်မှတည်တာကသူဒါသူနည်းနည်းယူသုံးထားတဲ့ဗီဒီယိုပေါ့နော်ဗီဒီယိုကအမှန် TikTok မှာကျွန်တော်တို့ကိုယ့်ဗီဒီယိုပဲဖြစ်ဖြစ်သူများဗီဒီယိုပဲဖြစ်ဖြစ်ကျွန်တော်တစ်ချိန်တင်ပြီးသွားလို့ရှိရင်နောက်ထပ်အကောင့်မှာနောက်တစ်ချိန်တင်လို့မရတော့နော်အဲ့ဒါကိုသူများတကဒီနီလန်တိုင်းလှုပ်တယ်ဆိုမှသူတို့ဘိုင်းနဲ့သူတို့ကျွမ်းကျင်တာပေါ့နော်ကျွန်တော်ဆိုလဲအအကုန်လုံးကိုမကျွမ်းကျင်ဘူးကျွန်တော်လှုပ်တတ်တဲ့အပိုင်းလှုပ်တတ်တယ်မလှုပ်တတ်တဲ့အပိုင်းဆိုရင်လည်းတခြားလူလက်တွဲလှုပ်တာပေါ့နော်အဲဒါကြောင့် view တွေအရန်တက်နေအဲ့ဒါဝမ်းမသာနဲ့အဲ့ဒါဝမ်းနေစရာကိုပိုင်ဗီဒီယို view တက်တာကိစ္စမရှိဘူးသူများဗီဒီယို view တက်ပြီးဆိုလို့ရှိရင်အဲ့ဥစ္စာကကျွန်တော်တို့ TikTok ကတေချာစစ်ပြီးပေါ့နော်ကျွန်တော်ကရိုးတက်နေဒီတိုင်းဆိုရင်သူကမစစ်သေးဘူးဗျာကျွန်တော်ဥပမာပေးသလိုပေါ့နော်ကျွန်တော်တကယ်ချင်းတယောက်ဒီဟိုဟာပေါ့နော်ဟိုတကြံတုံးကဟိုဟာခီးထွက်တယ်လို့ပေါ့သူခီးထွက်တဲ့အချိန်မှာသူဒီဖြတ်တန်းနဲ့ရွာနားမှာဟိုအဲ့လိုပေါ့နော်စစ်တာပေါ့ဒီ လုံခြုံရေးအရာဒီလိုစစ်ဆေးတဲ့အခါကြာရှင်လူတွေများတော့ဟိုတအားဟိုသေချာစစ်တာပေါ့ဗျာဒီလူတွေအများကြီးအချိန်လဲကြံ့ကြာအဲ့လိုစစ်တယ်အဲဒါမဲ့သူတယောက်တည်းနဲ့အဲ့ခီးသည်တွေပို့ပြီးတော့ပြန်လဲလာရဲလာတော့ဟိုသူ့ကိုတိတ်ပြီးတော့ဟိုစစ်ဆေးမင်းမြန်တိတ်မရှိတော့မစစ်တော့ဘူးပေါ့နော်အဲ့ဒီသဘောတရားပဲကျွန်တော်တို့ဒီတက်တော်မှာဆိုလို့ရှိရင်လဲကျွန်တော် view တွေအရင်များလာပြီဆိုလို့ရှိရင်သူတို့ကစစ်ပြီးတရုတ်ဆောင် view များရင်ဆိုပြီး view တိတ်မရှိသေးဘူးဆိုလို့ရှိရင်တော့တိတ်မစစ်သေးဘူးအဲ့တော့ကျွန်တော်တို့တွေက view များပြီဆိုသတိထားရဲကိုပိုင်ဗီဒီယိုဆိုရင်တော့ကိစ္စမျိုးသူများဗီဒီယိုဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါတွေကနည်းနည်း short ရှိတယ်ပေါ့နော်အဲ့တော့ဟို TikTok မှာကျွန်တော်တို့ကဗီဒီယိုတွေတင်မယ်ဆိုလို့ရှိရင်ဒီအကြီးအကြီးဆုံးကအဓိကကျွန်တော်တို့ကိုပိုင်ဗီဒီယိုဖြစ်တာတော့အကောင်းဆုံးပေါ့နော် သူများဗီဒီယိုတွေတော့ဟိုယူမသုံးပါနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါတွေကသူများတကာကြီးတင်ပြီးသားဖြစ်သွားရင်ကို ဒီ copyright တွေမိတတ်တယ်နောက်တစ်ခုကကျွန်တော်တို့က download ဆွဲလိုက်ပြီးဆိုတဲ့ကိုကကျွန်တော် video resolution ကကျသွားပြီပေါ့နော် download ဆွဲလိုက် resolution ကျသွားပြီအဲ့ဒီမှာ video ကအရေးချင်းပြည့်မမိဘူးဆိုပြီး TikTok ကနေပြီးတော့အဲဘယ်လိုပြောမလဲပယ်ချတာပေါ့ဗျာပယ်ချတယ်ဆိုတော့သူတို့ကကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲဒီ monetization ဖြစ်သွားတဲ့ account တွေဆိုသူပတ်စံပေးရတော့ပတ်စံပေးရတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့က1မိနစ် ြည့်တဲ့ဗီဒီယိုတွေဆိုလို့ရှိရင်ကျွန်တော်ကတတိယထားတော့တမိနစ်ပြပါတမိနစ်မပြည့်ခင်ဗီဒီယိုတွေမှာကျွန်တော်သိပြဿနာမရှိပေမဲ့တမိနစ်ပြည့်သွားပြီတမိနစ်ကျော်သွားတဲ့ဗီဒီယိုတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒါနည်းနည်းပြဿနာရှိသွားပြီเนาะအားလေးပြောချင်လို့ပါเนาะဒီလောက်ပါပဲ